ရိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့မှာကတော့ရုပ်ရှင်ကားလေးကြောင်းပြောခင် channel subscribe လုပ်ပေးနာခါလောင်းနှိပ် VPN လေးကိုဖွင့်ပြီးတော့ကြည်ပေးကြဖို့လဲထပ်ခါထပ်ခါမြေတားရဲခင်ဗျာစီဆိုတော့ဒီနေ့မှာကတော့2015ခုနှစ်ကထွက်ရှိခဲ့တဲ့ Jurassic World ကိုရောက်ရှိလို့လာပါပြီဆိုတော့ပြီးခဲ့တဲ့ရက်တွေမှာတစ်ဆက်ပြီးခဲ့တဲ့ Dinosaur ကားတွေပေါ့ခင်ဗျာ၃ကားလားမသိရှိဝိုင်းတော့အဲ့တော့မကြည့်ရသေးဆိုရင်ဟိုးတက်ကနေရင်သွားကြည့်ပါဘီးမာတော်လာကြည့်ပါဆိုတော့ဒီရုပ်ရှင်က Jurassic Park ဇာတ်လမ်းတွေပြီးနောက်ဆက်တဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ် ။ဒေဥဆောင်အနေနဲ့ကလည်းနာမည်ကျော် Hollywood Star တွေဖြစ်ကြတဲ့ Chris Pratt, Bryce Dallas Howard တို့ပြင် Bollywood ထိပ်သန်းမင်းသားကြီး Irfan Khan တို့ကလည်းပါဝင်ထားပါတယ်။ Jurassic Park ကိုတီဆောက်ဖို့ရှေ့ကရုပ်ရှင်တွေမှာတော့မအောင်မြင်ခဲ့ပေမဲ့ဒီရုပ်ရှင်မှာတော့ Jurassic ကဘာဆိုပြီးတော့ Dinosaur ဇီဝဥယျာဉ်ကြီးကိုအောင်မြင်တဲ့တီဆောက်လိုက်နိုင်ပြီဖြစ်ပါတယ်။ Dinosaur ကဘာကြီးတီဆောက်ထားတဲ့နေရာကလည်း Dinosaur တွေရဲ့မူလအစနဗလာကျုံးပေါ်မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီကျုံးပေါ်မှာ Dinosaur မျိုးစိတ်တွေအများအပြားကိုမျိုးဖောက်အောင်မြင်ထားပြီးတော့ နေစဉ်လာရောက်ပြီးတော့လေပတ်ကြည့်ရှုသူတွေကလည်းတောင်းနဲ့ချီပြီးတော့ရှိနေပါပြီ။ဇလန်ချင်းနေနဲ့ပြောရမယ်ဆိုရင် Zack နဲ့ Grace ဆိုတဲ့ကလေးနှစ်ယောက်ကလည်း Dinosaur ကဘာကိုအလေပတ်လာနေပါတယ်။ဒီဥယျာဉ်ကိုထိန်းချုပ်နေတာသူတို့ရဲ့အတော် Clara ဖြစ်ပြီးတော့ကလေးတွေကအတော်စီကိုလာလေကြတာပါ။ Clara ကတော့ဂျုံကိုလူတွေပို့ပြီးတော့စိတ်ဝင်စားဖို့အတွက်ပို့ကြီးမားပြီးတော့အန်ဒီယံများတဲ့ Dinosaur ကာပြားမျိုးစိတ်တစ်ခုဖန်တီးနေတာ ဖြစ်ပါတယ်။ကလေးတွေဂျုံမှာရောက်ပြီးမှကြားခင်မှာပဲဒီ Dinosaur ကြီးကလောင်ရင်းတွေကလည်းလွတ်ထွက်သွားပြီးတော့မဲမဲမြင်လာလိုက်ပြီးတော့တိုက်ခိုက်တပ်ဖြတ်ဂျုံမှာတော့ အရီမာရီကလေရာတယောက်ဒိုင်နိုဆောတွေကိုလေ့ကျင့်ပေးတယ်။အိုဝန်ဆိုတဲ့လူနဲ့ပူးပေါင်းပြီးတော့ဂျုံမမရှောက်လေနဲ့သူ့တူတွေကိုလိုက်ရှာရဖို့ဖြစ်လာပါတော့တယ်။ကလေရာတို့ဒီသူ့တူတွေကိုဘလို့မျိုးပုံစံနဲ့ရှာတွေ့သွားနိုင်ပါမလား။မျိုးဆက်ထားတဲ့ဒိုင်နိုဆောအသိကြီးကောင်ဘလောက်တီတောင်ကြမ်းလဲဆိုတာနဲ့ဒီဒိုင်နိုဆောကြီးတွေကိုဘသူတွေကဘလို့မျိုးနှိမ်နှင်းသွားကြဖို့ဖြစ်လာမလဲဆိုတော့ let's go ကျွန်တော်တို့တူတူကြည့်လိုက်ရအောင်ပါ။2015တုန်းက trash ရှိခဲ့တဲ့ Jurassic World ဖြစ်ပါတယ်ခင်ဗျာ။ ဇလန်းစာပရမအောင်ဇဝင်ကမ်းမှာတော့မိသားစုက ခီးသွားဖို့ပြင်ဆင်နေတာကိုမြင်ရပါတယ်။ Grace ရဲ့အငယ်ကောင်လေးကအခန်းထဲမှာဒိုင်နိုဆောပုံတွေကိုကြည့်နေတဲ့အတွက်သူ့အမေဖြစ်သူကသွားပြီးတော့ခေါ်ရပါတယ်။ Zack ဆိုတဲ့အကြီးကောင်ကတော့သူ့ကောင်မလေးကိုနှုတ်ဆက်နေတာပါ။အဲတော့လေးစိတ်ကိုရောက်လာပြီးတော့အမေဖြစ်သူကသူ့ကလေးတွေကိုနှုတ်ဆက်နေခဲ့ပါတယ်။ဒီခီးကိုကလေးညောင်တွေသွားကြမှာဖြစ်ပြီးတော့သူ့ရဲ့အတော်ဖြစ်သူ Clara စီကိုအလဲပတ်သွားကြမှာပါ။ Zack ကတော့အငယ်ကောင်လေးကိုကူးဆိုင်ဖို့အတွက်မိဘတွေကမှာနေခဲ့ပါတယ်။ ဇက်နဲ့ဂရေတို့လင်းနဲ့ခီးဆက်လာရင်းနဲ့ကော့စာရီကာကိုရောက်လာကြပြီးတော့အဲဒီကနေတဆင့်ဒိုင်နိုဆောတွေရှိတဲ့နပ်ပလာကျွန်းကိုခီးဆက်လာကြပါတယ်။နပ်ပလာကျွန်းမှာက Jurassic ကဘာလို့ခေါ်တဲ့ဒိုင်နိုဆောဇီဝသဘာဝဥယျာဉ်ကြီးကိုဖွင့်လှစ်ထားပြီးတော့အဲဒီကိုတော့နေစဉ်လူပေါင်းတောင်းနဲ့ချီပြီးတော့လောက်လေပတ်လျက်ရှိနေကြပါတယ်။ဇက်တွေအဒေါ်ကလေရာကလည်းဒီကျွန်းကဒိုင်နိုဆောဥယျာဉ်ကြီးကိုတောင်းဝင်ယူထားသူတစ်ယောက်ဖြစ်ပါတယ်။ဇက်တို့ဒီကျွန်းမှာရောက်လာတဲ့အခါမှာတော့ကလေရာရဲ့လက်ထောက်ဇာရာက သူတို့ကိုလာကြိုပြီးတော့ gray ကတော့ dinosaur ဥယျာဉ်ကြီးကိုတကယ်ရောက်လာဖြစ်တဲ့အတွက်စိတ်လုံရှားရင်ခုန်လို့နေပါ Zara ကလေးညောင်ကိုသူတို့တရမယ်ဟိုတယ်ခန်းထဲကိုခေါ်သွားခဲ့ပါတယ်မင်းတို့အတွက် Clara က VIP လက်မှတ်ပေးထားပြီးတော့ဥယျာဉ်ထဲကကြိုက်တာကိုတန်းစီစရာမလိုပဲစီးလို့ရတယ်လို့ပြောပြခဲ့ပါတယ်တဖက်မှာ Clara ကတော့ဒီဥယျာဉ်မှာရင်းနှီးမြှုပ်နှံမဲ့လူတွေကိုမျိုးရိုးဗီဇပညာရှင်တွေရဲ့ဓာတ်ခွဲခန်းထဲကိုခေါ်ပြီးတော့ပြသနေပါတယ်လောကရဲ့နှစ်ပေါင်း65တန်းလောက်ကမျိုးသုံးပြီးသားဒိုင်နိုဆောတွေကို ပြီးခဲ့တဲ့2020လောက်ကမျိုးဗီဇပညာရှင်တွေပူးပေါင်းပြီးတော့ပြန်ဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကအရန်ကိုအထင်ကြီးအံ့ဩစရာကောင်းခဲ့ပေမဲ့လက်ရှိမှာတော့ကလေးတွေက Stegosaurus Dinosaur တကောင်ကို Great Sion ကစင်တကောင်လောက်ပဲစိတ်ဝင်စားတော့တယ်လို့ Glera ကပြောခဲ့ပါတယ်။သူတို့စီကပညာရှင်တွေနှစ်တိုင်း Dinosaur မျိုးစိတ်အစ်စ်တွေကိုပြန်ပြီးတော့ဖန်တီးနိုင်ခဲ့ပေမဲ့လာလေတဲ့ဧည့်သည်တွေကတော့ဒီတပ်ပူကျန်းတဲ့ Dinosaur ကြီးကိုပို့ပြီးတော့မြင်ကျင်လာကြခဲ့တာပါ။ဒီတော့ Glera ကသူ့ရဲ့မျိုးဗီဇပညာရှင်တွေနဲ့ပူးပေါင်းတိုင်ပင်ပြီးတော့ အင်ဒိုမီနာရက်ဆိုတဲ့မျိုးပီဇာပေါင်းစပ်ထားတဲ့ကာပြားမျိုးစိတ်ကိုဖန်တီးလိုက်နိုင်ပြီပဲဖြစ်ပါတယ်။ဒီအင်ဒိုမီနက်စ်ဒိုင်နိုဆောကိုတားဖောက်ခဲ့တာမဟုတ်ပဲဒီဇိုင်းရေးဆွဲပြီးတော့ထုတ်ခဲ့တာဖြစ်လို့အရွယ်ရောက်လာရင်ပေ90ဒီကြီးမားလာမှာပါ။ဒီရယ်စားကတီရက်စ်ဒိုင်နိုဆောကြီးထက်တော်မှကြီးမားသေးတာဖြစ်ပါတယ်။နောက်တစ်ခါမှတော့ဇက်ကနဲ့ဂရေတို့ကဥယျာဉ်ထဲကဒိုင်နိုဆောနဲ့ပတ်သက်တဲ့ပြာခန်းကိုရောက်လာပါတယ်။ဒီပြာခန်းမှာဒိုင်နိုဆောကြောက်ဖြစ်ရုပ်ကျွင်းတွေကိုပြန်ပြီးတော့ဒူးဖော်နိုင်မဲ့နေရာတွေ ဒိုင်နိုဆိုရီရဲ့တမိုင်းကြောင်းဇင်လာတွေကိုရှင်းပြပေးတာတွေပါဝင်တဲ့အတွက် Grey ကစိတ်ဝင်စားလို့နေပါလိမ့်။အဲဒီမှာရင် Grey တို့တွေသူတို့ရဲ့အတော် Clara နဲ့တွေ့ပါလိမ့်။တကယ်တော့ Clara သူ့တူတွေနဲ့မတွေ့ဖြစ်ကြတာ9နှစ်လောက်ရှိနေဖြစ်ပြီး Clara ကသူ့တူတွေကိုညားကြမှာပြန်ဆောင်ကြမယ်လို့ပြောပါလိမ့်။သူ့အလုံးများနေတဲ့အတွက်ဒီနေ့ကိုသူ့လက်ထောက် Zara နဲ့ပဲအတူလဲပတ်ဖို့ပြောတဲ့အတွက် Grey တို့ကလည်းစိတ်ညစ်သွားပါလိမ့်။ Clara ကတော့မနှက်ပြန်ကြရင်ကျွန်းရဲ့ထိန်းချုပ်ခန်းထဲကိုခေါ်သွားပေးမယ်လို့သူ့တူတွေကိုနှစ်သိမ့်လိုက်ပါလိမ့်။ အဲနောက်တော့ကလေရာကျုံးတစ်ခုလုံးကိုဒိန်ချုံနေတဲ့ဒိန်ချုံခန်းစီရောက်လာပြီးတော့သူတို့စီမှာဒိုင်နိုဆောတွေကမကြာခဏဆိုသလိုသူတို့ကိုဒိန်ချုံထားတဲ့ဇုံတွေကနေလွတ်ထွက်လာတတ်ပါတယ်။ဒါပေမဲ့ဒီဒိုင်နိုဆောတွေကို မေးစေးပေးပြီးတော့ပြန်ဖမ်းနိုင်တဲ့အတွက်ခုချိန်ဒီတော့ပြဿနာကြီးကြီးမားမားမရှိပါဘူး။ခဏနေတော့ကလေရာကဒီဒိုင်နိုဆောဥယင်ကြီးရဲ့အုတ်ထားဖြစ်တဲ့ဆိုင်မွန်မန်စရာနီနဲ့လာတွေ့ပါတယ်။ဆိုင်မွန်ကဘလောက်ပတ်စံဝင်လဲဆိုတာထက်အဲ့ဒါရီသူ့ဥယင်ပေါ်မှာဘလောက်ထိစိတ်ကျေနပ်မှုရှိတာလဲ။ ဒိုင်နိုဆောရီရောပျော်နေကြရလားဆိုတာကိုကလဲရာကိုအရင်မေးလိုက်ပါတယ်။ Jurassic Park ကိုရင်ဦးဆုံးစတင်ဖန်တီးခဲ့တဲ့ဂျွန်ဟမ်မွန်ကသူသေဆုံးကန်ဒီမှာဒီဒိုင်နိုဆောဥယျင်ကြီးကိုဆိုင်မွန်စီကိုအက်ခဲ့တာဖြစ်ပြီးဆိုင်မွန်ကလည်းပတ်စံတဲ့ဒီဥယျင်ကြီးကိုပို့ပြီးတော့တန်ဖိုးထားတတ်သူပါ။ဒါမဲ့ကလဲရာကတော့ဒီဒိုင်နိုဆောဥယျင်ကြီးကိုပတ်စံရမယ်အပန်းဖြေဥယျင်ကြီးလိုပဲမြည်နေတာဖြစ်ပါတယ်။ဒုံနဲ့သူတို့တွေအစ်စ်ဖန်တီးထားတဲ့ဒိုင်နိုဆောကိုကြည့်ဖို့အတွက်ရဟယင်နဲ့ခီးဆက်လာပြီးတော့မကြခင်မှာပဲ။ နိုင်ရန်အမြင့်ကြီးတွေရှိတဲ့ဒိုင်နိုဆောထိန်းချုပ်ဇုံနေရာကိုရောက်လာခဲ့ပါလေဒီနိုင်ရန်အတွင်းမှာအင်ဒိုမီနက်စ်ရက်စ်ဒိုင်နိုဆောကြီးရှိနေရာဖြစ်ပြီးတော့ဒီဒိုင်နိုဆောကြီးကလူတွေသူ့ကိုစောင့်ကြည့်တဲ့နေရာကမှန်အထူကြီးတွေကိုပါခွဲပြစ်ဖို့လှုပ်ခဲ့ပါသေးတယ်ဒါပြင်အစားကဒီမျိုးနွယ်ဒိုင်နိုဆောနှစ်ကောင်ဖန်တီးခဲ့တာဖြစ်ပြီးအခုရှိနေတဲ့ဒိုင်နိုဆောကြီးကနောက်တစ်ကောင်ကိုစားပြစ်လိုက်တာပဲဖြစ်ပါတယ်ဇိုင်မုံကဒီဒိုင်နိုဆောကိုထိန်းသိမ်းထားတဲ့နန်ကလုံကြုံရဲ့လားလို့မေးလိုက်ပြီးတော့အိုဝမ်ဆိုတဲ့အမေရိကန်ရေတပ်စစ်သားဟောင်းတစ်ယောက်ကိုခေါ်ခိုင်းလိုက်ပါတယ် ON ကဒရိတ်ဆန်၄ကျင်းပညာရှင်တယောက်ဖြစ်ပြီးတော့ဒီကျွန်းရဲ့အခြားတနေရာမှာဆိုင်မုတ်စီက Velociraptor ဒိုင်နိုဆောတွေကိုထိန်းချုပ်နိုင်အောင်လေ့ကျင့်တာသူ့ဒေသနာလောက်တာတွေကိုဆောင်ရွက်နေတဲ့သူပါ ON ခေါ်ပြီးတော့ Indominus Dinosaur ကိုထိန်းသိမ်းထားတဲ့နန်ကိုစစ်ဆေးခိုင်းမှုဆိုင်မုတ်ကပြောလိုက်ပါတယ်ဒါမှမဟုတ် ON ကတော့ Velociraptor တွေကိုထိန်းချုပ်ဖို့အတွက်လေ့ကျင့်မှုတွေဆက်လုပ်နေပါတယ် Velociraptor တွေကသူ့စကားကိုတော်တော်လေးနားထောင်နေကြဖြစ်ပြီး ON ကသူ့ခိုင်းတဲ့အတိုင်းလုပ်ရင်အစာကျွေးပြီးတော့စုချတဲ့နည်းနဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ် ဒိုင်နိုဆောတွေကို O1 နာမည်လဲပေးထားပြီးတော့သူတို့က Blue, Charlie, Delta နဲ့ Echo လို့ခေါ်ရင်ဒိုင်နိုဆောတွေကတိကျပါလိမ့်။အဲဒီအချိန်မှာ Hoskin ဆိုတဲ့အင်ဂျန်ကုမ္ပဏီကလုံခြုံရေးခေါင်းဆောင်ရောက်လာပြီးတော့သူကဒိုင်နိုဆောတွေကိုအသုံးချဖို့ပြောနေပါလိမ့်။ Raptor တွေကို O1 ထိန်းချုပ်နိုင်အောင်သိပြီးတော့ဒိုင်နိုဆောတွေကအမိတ်နာခံနိုင်ကြောင်းသူတို့ကိုစစ်တပ်ထဲမှာသုံးရင်တက်ရှိလူသက်လက်နက်တွေဖြစ်လာလိမ့်မယ်လို့ပြောပါတယ်။အိုအန်တော့ငါတို့ရက်တာတွေကိုမပိုင်ဘူးလို့ပြောလိုက်ပြီးတော့ငါတို့ကဆက်ဆိုင်ရင်တခုကိုတိဆောက်ထားအောင်ပဲလို့ပြန်ပြီးတော့ပြောလိုက်ပါတယ အဲဒီအချိန်မှာပဲအိုဝမ်လူတယောက်က Raptor ရဲ့ channel ကိုပြုတ်ကျသွားပါတော့လေ။ Dinosaur တွေကသူ့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အတွက်အိုဝမ်လည်း channel ကိုပြေးဝင်သွားပါလေ။ဒါမှမဟုတ်လုံခြုံရေးတွေကတော့ Dinosaur တွေကိုတန်တန်းနဲ့ပြစ်ဖို့လုပ်နေကြပြီးအိုဝမ်မပြစ်ဖို့တားထားလိုက်ပါလေ။အဲလိုပြစ်လိုက်ရင် Dinosaur တွေအိုဝမ်ကိုဗတ်တော့မှထပ်ပြီးတော့ယုံကြည်တော့မှမဟုတ်တဲ့အတွက်ထိန်းချုပ်လို့ရနိုင်တော့မှမဟုတ်ပါဘူး။အိုဝမ်က Raptor တွေကိုလည်းမတိုက်ခိုက်ဖို့တားနေပြီးတော့ Dinosaur တွေကသူ့ကိုမန်ဖီနေပါပြီ။နောက်ဆုံးမှတော့အိုဝမ်က channel ကနေရအောင်ပြေးထွက်သွားပါလေ။ ။ Owen ကယ်လိုက်တဲ့အတွက်လူသေးလေးနဲ့တက်ချမ်းသာရသွားပြီးတော့ Hoskin ကတော့ဒါကိုကြည့်ပြီးတော့သဘောရီကျနေခဲ့ပါတယ်။ Dinosaur ဥယျာဉ်ကြီးထဲမှာတော့ကလေးတွေကအန်ရီမရှိတဲ့ Dinosaur တွေနဲ့ပျော်ပျော်ပါပါစော်ကစားလို့နေကြပါတယ်။တချို့ကလေးတွေက Dinosaur တွေကိုတက်စီးနေကြပြီးတချို့တွေက Dinosaur တွေကိုအစာကျွေးနေပါတယ်။ Zack က Zara ကိုလှမ်းကြည့်လိုက်တော့ဖုန်းပြောနေတာကိုမြင်ရတဲ့အတွက်သူညီနဲ့နှစ်ယောက်သားလေးထွက်လာပါတယ်။အဲ့ဒါမှသူတို့ညီကိုနှစ်ယောက်ထဲလွတ်လပ်လပ်ရှောက်သွားနိုင်အောင်ပါ။အဲ့နောက်တော့သူတို့နှစ်ယောက်သား ဒိုင်ရိုင်ဆိုရဲဒိုင်နိုဆိုကြီးကိုအစာကျွေးတောင်လာပြီးတော့ကြည့်ကြပါတယ်။ဇက်စီကိုတော့သူ့အမေကယ်ရန်ကဖုန်းဆက်ပြီးတော့သူညီမကလေရာကသူ့သားယူနေအတူရှိမနေတာကိုတီးသွားခဲ့ပါတယ်။အဲ့ဒါနဲ့ကလေရာစီကိုချက်ချင်းမှဖုန်းခေါ်တော့ကလေရာကငါကလေးတွေငါလက်ထောင်းနဲ့တေးချလွပေးထားပါတယ်လို့ပြန်ပြောပါတယ်။ကလေရာကမနှက်ဖြန်ကြရင်ငါခွင့်ပြီးတော့ကလေးတွေနဲ့အတူတူတနေကုန်နေပေးမှာလို့ပြောလိုက်ပါတယ်။ကယ်ရန်နဲ့ဖုန်းပြောပြီးတဲ့အချိန်မှာပဲကလေရာတယောက် ONC ကိုရောက်လာပါတယ်။ဆိုင်မွန်ခိုင်းတာအတွက် Indominus Rex ထိမ့်သိမ်းထားတဲ့နာမည်အားနေချက်ရှိမှရှိ စစ်ဆေးပေးဖို့လာပြီးတော့ခေါ်တာပါတကယ်တော့ clever နဲ့ owen ကအရင်တုန်းကချင်းတွေ့ဘူးကြတဲ့သူတွေဖြစ်နေပြီးတော့နှစ်ယောက်သားစိတ်ချင်းမတူကြတဲ့အတွက်အဆင်မပြေဖြစ်ပြီးတော့အခုထိမတည့်ကြပါဘူးနှစ်ယောက်သားတယောက်နဲ့တယောက်ချင်းတော်ကြောင်းစကနာထိုးပြီးတဲ့နောက်မှာတော့သူတို့အတူဒိုင်နိုဆောအသေးကြီးစီကိုထွက်လာခဲ့ကြပါတော့လေတမမကလေးနှစ်ယောက်ကတော့ရေထဲကမိုဆာဆောရဲဒိုင်နိုဆောကြီးကိုအစာကျွေးတာလာပြီးတော့ကြည့်နေပါတယ်မကြာခင်ပါပဲမိုဆာဆောရဲကြီးရေထဲကခုံတက်လာပြီးတော့သူ့အတွက်ကျွေးထားတဲ့အစာကိုဆွဲသွားခဲ့ပါတယ် အန်နောက်ရေအောက်ထဲကမိုဆာဆောရက်ကြီးကိုစက်ကြည့်ကြပြီးတော့ကလေးနှောက်ကဒိုင်နိုဆောရအရန်ကိုပဲမိုက်တဲ့အကြောင်းပြောနေကြပါလေ။အိုဝန်တို့ကဒိုင်နိုဆောအသေးကြီးစီတစ်ဖက်မှာရောက်လာကြပြီးတော့ကလေရာကတော့လူတွေဒီဥယျာဉ်ကြီးကိုအမြဲတမ်းစိတ်ဝင်စားနေစေဖို့အတွက်နှစ်နှစ်တစ်ခါလောက်ဆွဲဆောင်စရာအစ်စ်တွေလိုနေကြောင်းကိုပြောနေခဲ့ပါလေ။သူတို့ဒိုင်နိုဆောအသေးကြီးကိုလာကြည့်ကြပြီးကလေရာကဒီဒိုင်နိုဆောကိုဒိုင်ရနိုဆောရဲ့ဒိုင်နိုဆောစီကအခြေခံဗီဇနဲ့ဖန်တီးထားတာလို့ပြောပြလိုက်ပါလေ။ကျန်တာတော့လူဝက်ချက်ဖြစ်တဲ့အတွက်ကလေရာကလည်းမသိပါဘူး။ ဒိုင်နိုဆောကြီးကတော့အချိန်တော်ကြာတဲ့တီထွက်မလာတဲ့အတွက်အစာနဲ့မြားပြီမယ်လေပေါ်မလာခဲ့ပါဘူးအဲ့ဒါနဲ့ကလေရာကဒိုင်နိုဆောဘယ်နေရာမှာရှိလဲဆိုတာအပူခံအောင်စနစ်ကတဆင့်ရှာကြည့်ပေးမယ်ဘာမှမတွေ့ပါဘူးအိုဝန်ကလည်းနန်ဟန်ဘောကလက်သေးရာတွေကိုမြင်လိုက်ရပါတယ်အဲ့မှာနေကလေရာတို့တွေဒိုင်နိုဆောကြီးနန်ဟန်တဲကထွက်သွားပြီလို့ထင်လိုက်ပါတော့တယ်ကလေရာကချက်ချင်းပဲထိန်းချုပ်ခန်းစီကိုပြန်သွားနေပြီးတော့သူ့လူလိုဝါရီစီကိုဖုန်းဆက်ပါတယ်ပြီးတော့ဒိုင်နိုဆောကြီးစီမှာတတ်ထားတဲ့ခြေအခန်းဆက်ကိုဆစ်ပြီးတော့ဒီနေရာရှာပေးဖို့ခိုင်းပါတယ် အဲဒီမှာ O1 နဲ့အဆောင်တချို့ကတော့နာရန်နဲ့ဝင်ပြီးလက်သေးရာတွေကိုစစ်ကြည့်နေပါတယ်။လိုဝါရီကတီနီယာကိုစစ်ကြည့်လိုက်တော့ဒိုင်နိုဆိုကသူ့လောင်ရင်ထဲမှာပဲရှိနေအောင်မြင်လိုက်ရပါတယ်။ကလေရာလည်းအန်ဟွန်ထိတ်လန့်သွားပြီးတော့ O1 တို့ကိုလောင်ရင်ထဲကနေအမြန်ထွက်ဖို့ခိုင်းလိုက်ပါတယ်။ O1 တို့ပြန်ပြေးဖို့လုပ်ပေမဲ့ဒိုင်နိုဆိုနဲ့တဲ့တဲ့သွားတိုးပြီးတော့အဆောင်တယောက်တေဆုံးသွားပါတယ်။နောက်ထပ်အဆောင်တယောက်ကတကားနေမြန်ထွက်သွားပြီး O1 တို့လည်းပြေးထွက်လာကြပါတယ်။သူတို့တွေတကားကိုချိန်မီပြန်ပိတ်ဖို့စူးစမ်းပေမဲ့လေဒိုင်နိုဆိုကြီးကအနေငယ်ဟနေသေးတဲ့တကားကိုဖျက်ဆီးပြီးတော့ လောင်ဝင်တွေကနေလွတ်ထွက်လာပါတော့တယ်။အိုဝမ်ကားအောင်မှာဝင်ပုံးပြီးတော့ခုနအဆောင်လေနောက်ထပ်ကားစီးအောင်မှာပုံးနေပါလေ။မကြခင်မှာပဲဒိုင်နိုဆောကအဲ့ဒီအဆောင်ပုံးနေကားကိုဆွဲဖယ်ပြစ်လိုက်ပြီးတော့အဆောင်ကိုစားပြစ်လိုက်ပါတော့တယ်။အိုဝမ်ကတော့အကြံရသွားပြီးသူ့ကိုယ်သူဓာတ်စီတွေဖျန်းလိုက်ပါလေ။ဒိုင်နိုဆောကြီးကသူ့ပုံးနေရဲ့နားကိုလည်းအနံ့လာခံပြီးတော့လူနဲ့မရတဲ့အတွက်ထွက်သွားခဲ့ပါတော့တယ်။ဒိုင်နိုဆောကြီးကတော့လွတ်ထွက်သွားပြီးတော့ဂျုံအပေါ်မှာရှောက်သွားနေခဲ့ပါပြီ။ Clara နဲ့ Simon တို့ကတော့ဒိုင်နိုဆောဖန်တဲ့အဖွဲ့တွေဆေးလွတ်ပြီး ဒိုင်နိုဆောကြီးကိုအရှင်ပြန်ဖမ်းဖို့လုပ်နေကြပါတယ်။အိုဝမ်တော့ဒေါသတကြီးနဲ့ထိန်းချုပ်ခန်းထဲဝင်လာပြီးတော့အပူကန်အောင်စနစ်တွေမမိအောင်ဒီဒိုင်နိုဆောကြီးကဘလို့လှုပ်လဲလို့မေးပါတယ်။ပြီးတော့ဒိုင်နိုဆောကနာမလက်သေးနဲ့ချစ်ထားတဲ့အရာတွေလှုပ်ပြီးသူလွတ်သွားပြီလို့ထင်အောင်မှလူတွေကိုလှည့်စားခဲ့သေးတာပါ။အဲဒီအချိန်မှာဒိုင်နိုဆောဖမ်းတဲ့အဖွဲ့တွေကဒိုင်နိုဆောကြီးစီတောထဲမှာခြေရာခံလိုက်နေကြပါတယ်။အိုဝမ်ကသူတို့တွေဒိုင်နိုဆောကိုအရှင်ဖမ်းဖို့လုပ်နေအောင်တွေးလိုက်တော့ဒီလူတွေတေကုန်လိမ့်မယ်စမလိုက်ခိုင်းတယ်လို့ပြောပါတယ်။ ဆိုင်မွန်ကတော့ငါတို့ဒီဒိုင်နိုဆောတွက်ဒေါ်လာ26တန်းလောက်အကုန်ခံထားတာဒီတိုင်းတော့တတ်မပြနိုင်ဘူးလို့ပြောပါတယ်အဲ့ချိန်မှာဒိုင်နိုဆောဖန်တဲ့အဖွဲတွေကဒိုင်နိုဆောကြီးဟာသူ့ကိုမှတတ်ထားတဲ့ခြေအားခံစက်ကိုကုတ်ဖဲ့ပြီးတော့ဖြုတ်ထားခဲ့တာကိုတွေ့လိုက်ရပါတော့တယ်အဲ့ချိန်မှာပဲဒေါ်ထဲမှာကိုယောင်ဖြောင်းနေတဲ့ဒိုင်နိုဆောကြီးကပေါ်လာပြီးတော့သူ့ကိုဖမ်းမဲ့လူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်ဒိုင်နိုဆောဖန်တဲ့အဖွဲတွေကသူ့ကိုလက်နက်တွေနဲ့တိုက်ခိုက်ပြီးဝိုင်းဖမ်းဖို့လုပ်ပေမဲ့ဒိုင်နိုဆောကြီးကတော့အဲ့လူတွေကိုတယောက်ပြီးတယောက်ဝါးစားပစ်လိုက်ပါတော့တယ် လူတွေတောက်ပြီးတော့ဒေကုံတော်မြင်လိုက်တော့ OAN ကဒီကျုံးမှာလူတွေကိုချက်ချင်းပဲရှောင်ခိုင်းမှုပြောပါတယ်။ဒိုင်နိုဆိုကြီးကမွေးကလေးကလောင်ရင်ထဲမှာနေလာရပြီးတော့အပြင်ကဘာကိုတခါမှမမြင်ဘူးခဲ့ပါဘူး။သူအပြင်ရောက်လာတဲ့ချိန်မှာမမြင်သမျှလှုပ်ရှားနေတဲ့တတ္တဝါအကုန်လုံးကိုတပ်ပစ်တော့မှာပါ။သူကအစားကွင်းဆက်ဘဲနေရာမှာရှိမလဲစွာကိုစမ်းတတ်မှာဖြစ်ပြီးတော့သူကိုနိုင်တဲ့သရဝါမပေါ်သေးဘူးအကုန်လုံးကိုလိုက်ပြီးတော့စားမှာပါ။ OAN ကဆိုင်မုန်းတက်ခွဲကန်းနဲ့ခေါ်သွားပြီးတော့ဒီဒိုင်နိုဆိုကြီးကိုဘလို့ဖန်တီးခဲ့လဲသွားမေးဖို့ပြောပါတယ်။ ကလေဘရာကတော့ဒိုင်နိုဆောကြီးရှိနေကျွန်းရဲ့မြောက်ဘက်ချမ်းကိုပိတ်ထားဖို့စပြီးတော့လှုပ်ပါတော့တယ်အဲဒီချိန်မှာဇက်နဲ့ဂရေတို့နှစ်ယောက်ကမြောက်ဘက်မှာရောက်နေပြီးတော့မှန်ဘောလုံးရင်နဲ့ဒိုင်နိုဆောတွေကိုပတ်ပြီးတော့ရှိုးနေခဲ့တာပါဆိုင်မွန်ကတော့ဒိုင်နိုဆောကြီးကိုဖန်တီးခဲ့တဲ့မျိုးပီစာပညာရှင်ဟင်နရီစီကိုလာပြီးတော့ဒိုင်နိုဆောကြီးကိုဖန်တီးတဲ့နေရာမှာဘာလုံးနိုင်စွမ်းနေထဲ့ခဲ့လဲလို့မေးပါတယ်ဟင်နရီကကင်းမုံမျိုးပီစာတွေထဲ့ခဲ့တဲ့အတွက်ဒိုင်နိုဆောကအယောင်ပြောင်းပြီးတော့ကိုယောင်ဖြောင်းနိုင်တာလို့ပြောလိုက်ပါတယ်ပြီးတော့တစ်တက်ဖားရီရဲ့ DNA ကိုလည်းထည့်ခဲ့တဲ့အတွက်ကြောင့် အတရားရောင်ကြီးထုံထုံးကိုထိန်းနိုင်ပြီးတော့အပူအာယုံကန်စနစ်တွေကနေလွတ်အောင်နဲ့နေနေနိုင်တာပါဓမ္မမှာကလီးနောက်ကတော့ဒိုင်နိုဆိုကြီးတွေကြားမှာသူတို့ရဲ့ဖန်ဘောလုံးနဲ့ပတ်ကြည့်နေပြီးအဲအချိန်မှာပဲသူတို့ကိုနေရာကနေပြန်လှည့်ဖို့သတိပေးချက်ကရောက်လာခဲ့ပါတယ်ဒါမဲ့ဆတ်ဆူတဲ့ကလီးနောက်ပြန်မလှည့်ပဲဆတ်သွားနေပါတယ်ကလေရာကအခုမှသူ့တူတွေကိုစိတ်ပူလာပြီးတော့သူ့လက်ထောက်ဇာရာစီကိုဖုန်းလန်းဆက်ပါတယ်ကလေးတွေကိုချက်ချင်းဟိုတယ်ပြန်ခေါ်သွားဖို့ပြောတော့ဇာရာကကလေးနောက်ပျောက်နေတယ်လို့ပြောလိုက်ပါတယ်ကလေရာဇက်စီကိုချက်ချင်းဖုန်းခေါ်ပြီးတော့ပြန်လှည့်ဖို့ပြောပေမဲ့ ဖုန်းလိုင်းမမိတဲ့အတွက် Clara ပြောတာကိုသေချာမကြပါဘူး။ Clara ကလိုဝါရီကိုစစ်ကြည့်ခိုင်းလိုက်တော့တူတူတွေဖန်ဘောလုံးရင်ထဲမှာဂျန်နေသေးတာကိုသိလိုက်ရပြီးချက်ချင်းလိုက်ဖို့အတွက်လှုပ်ပါတော့တယ်။ Clara က O1 ကိုခေါ်ပြီးတော့တူတူတွေကူရှာပေးဖို့ကူညီတောင်းပါတယ်။ Zack နဲ့ Gray တို့ကတော့ဒေါ်ရဲကိုရောက်လာပြီးတော့အန်ကိုင်လိုဆိုရဲဒိုင်နိုဆိုတွေကိုလာကြည့်နေတာပါ။အဲဒီအချိန်မှာပဲသူတို့နောက်ကို Indominus Rex ဒိုင်နိုဆိုကြီးရောက်လာပြီးတော့အန်ကိုင်လိုဆိုရဲတွေကိုစပြီးတော့တိုက်ခိုက်ပါတော့တယ်။ သူတို့ရဲ့ရင်လဲဒိုင်နိုဆောရီရဲ့တိုက်ပွဲကြောင့်ပက်လက်ကြီးလန်နေပြီးထွက်ပြေးလို့မရဘူးဖြစ်နေခဲ့ပါလေခဏကြာတော့ဒိုင်နိုဆောရီကသူတို့ရင်ကိုဖျက်ဆီးဖို့လှုပ်ပါတော့တယ်ကလေးနှစ်ယောက်လဲကြောင်းလန့်အော်ဟစ်နေပြီးတော့နောက်ဆုံးတော့ဒိုင်နိုဆောရီစီကနေထွက်ပြေးလာခဲ့ပါတော့တယ်ပြေးနေသူတို့တွေရေကုန်ထိတ်ကိုရောက်လာပြီးရေရုံထဲကိုခုံချလိုက်တော့တာပါ OW နဲ့ Clara တို့ကကလေးတွေကိုလိုက်ရှာနေပြီးတော့လမ်းမှာအသီးရွက်စားတဲ့ဒိုင်နိုဆောရီတွေတိုက်ခိုက်ခံထားတာကိုမြင်လိုက်ရပါတယ်ဒိုင်နိုဆောရီတွေအများပြားတိုက်ခိုက်တပ်ဖြတ်ခံထားပြီးတော့ ်အင်နိုမီနာစရက်ကသူတို့ကိုစားဖို့မဟုတ်ဘဲဒီတိုင်းလိုက်တက်နေတာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။အိုဝန်တို့ကကလေးတွေကိုဆက်လိုက်ရှာရင်းနဲ့တိုးတွေကပျက်စီးနေတဲ့ဖန်ဘောလုံးရင်ကိုရှာတွေ့ခဲ့ပါတယ်။ဒါမဲ့ချီယာတွေကိုလိုက်ကြည့်တော့ကလေးတွေကထွက်ပြေးပြီးရေတကုန်နဲ့ခုံချသွားတာကိုသိလိုက်ရပါတယ်။အိုဝန်ကကလေရာကိုပြန်ဖို့နဲ့သူဆက်ပြီးတော့ရှာလိုက်မယ်လို့ပြောပြီးမယ်။ကလေရာကသူတူတွေကိုသူကိုယ်တိုင်လိုက်ရှာမယ်ဆိုပြီးတော့ဆက်လိုက်လာခဲ့ပါတယ်။ဇက်နဲ့ဂရေရောကတော့ဒေါ်တွေမှာခီးဆက်လာရင်းနဲ့ဟိုးရင်ဂျူရက်စစ်ဥယင်ကြီးတုန်းကရှိခဲ့တဲ့အစာအုပ်ဟောင်းကြီးကို ရောက်လာခဲ့ပါတယ်။ဒီထဲမှာသူတို့တွေ live ဆက်ဆုနေကြရင်းနဲ့ဂျက်ကားဟောင်းတွေကိုရှာတွေ့ခဲ့ပါတယ်။ဇက်နဲ့ grey road တွေတခါတော့ကသူတို့အဖိုးရဲ့ကားဟောင်းကြီးကိုကူပြင်ပေးမှုပြီးတော့အခုလဲဒီဂျက်ကားဟောင်းကြီးကိုမောင်းလို့ရအောင်ပြန်ပြင်ကြဖို့လှုပ်ပါတော့တယ်။ဒိုင်နိုဆောကြီးကတော့လူတွေအများကြီးရှိနေတယ်ကျုံးလေကိုတဖေးဖေးနဲ့ဥတီပြီးတော့လာနေခဲ့ပါပြီ။ဆိုင်မွန်တို့ကလူတွေကိုဥယျာဉ်အလဲမှာစုခိုင်းလိုက်တဲ့အတွက်ဒိုင်နိုဆောကြီးကလူတွေစုနေတဲ့နေရာကိုအာယုံခံပြီးတော့ဒီကိုလာနေခဲ့တာပါ။ အဲ့ချိန်မှာပဲ Hawking ရောက်လာပြီးတော့ Velociraptor တွေကိုလှုပ်ပေးဖို့နဲ့ Raptor တွေကဒီ Dinosaur ကြီးကိုခြေအားခံလိုက်ပြီးတော့တိုက်ခိုက်ပေးလိုက်မယ်လို့ပြောပါတယ်။ Simon ကတော့လက်မခံပဲ Dinosaur ကြီးကိုတတ်ဖို့အတွက်သူကိုယ်တိုင်ရရင်မောင်းပြီးတော့ထွက်သွားခဲ့ပါတယ်။ကလေးနှစ်ယောက်ကတော့ကားဟောင်းကြီးကိုဘက်ထရီလဲတက်ပြီးတော့ဆက်နှိုးလို့ရသွားတဲ့အတွက်အဲ့ဒီကားနဲ့ထွက်လာကြပါတယ်။သူတို့ထွက်သွားပြီးမကြခင်မှာပဲ O1 တို့ကားကိုတောင်ဟောင်းစီကိုရောက်လာပြီးတော့ကန်ဆိုးကျင်တော့ Dinosaur ကြီးနဲ့တိုးပါတော့တယ်။ Dinosaur ကြီးကသူတို့ကိုတိုက်ခိုက်ဖို့လုံနေပြီးတော့နောက်ကနေလိုက်လာတဲ့အတွက် O1 တို့လည်းပြေးကြရပါတယ်။ ဒါမဲ့ရရင်တန်ကိုကြားလိုက်ပြီးတော့ဒိုင်နိုဆောကြီးကသူတို့နောက်ကိုဆက်မလိုက်တော့တဲ့တော့ကံကောင်းသွားရပါတယ်။ဆိုင်မွန်တို့ကဒိုင်နိုဆောကြီးကိုလိုက်ရှာနေပြီးနောက်ဆုံးမှာတော့ငှက်လောင်အင်ဂျင်နာမှာဒိုင်နိုဆောကြီးကိုတွေ့လိုက်ပါတယ်။ဒိုင်နိုဆောကိုတွေ့တာနဲ့စစ်သားတွေကစက်တနက်နဲ့လိုက်ပစ်နေပြီးတော့ဒိုင်နိုဆောကြီးကငှက်လောင်အင်ကိုဖျက်ဆီးပြီးတော့လောင်အင်ထဲကိုပြေးဝင်သွားပါတယ်။လောင်အင်ထဲကငှက်ကြီးတွေလွတ်ထွက်လာပြီးတော့ရရင်ကိုဝင်ပြီးတော့တိုက်ခိုက်တဲ့တော့ရရင်လည်းပြတ်ကျသွားပြီးဆိုင်မွန်တို့တွေတေအဆုံးသွားခဲ့ပါတော့တယ်။ငှက်တွေအကုန်လုံးကလောင်အင်ထဲကထွက်လာပြီးတော့ လူတွေအများကြီးရှိနေဥယျင်အလဲကိုရောက်လာပါတော့တယ်။အဲဒီမှာ Zack နဲ့ Gray တို့လည်းဂျစ်ကားနဲ့ဥယျင်စီကိုပြန်လာနေတာဖြစ်ပြီးတော့လမ်းမှာငှက်ကြီးတွေကိုတွေးလိုက်ရပါတယ်။ Clara တို့လည်းကလေးတွေနောက်ကိုအမြန်ပြေးလိုက်လာပြီးတပတ်မှာတော့ဥယျင်ထဲမှာလည်းလူတွေကငှက်ကြီးတွေကိုမြင်လိုက်တဲ့တော့ရုပ်သေးနဲ့ထွက်ပြေးကြပါတယ်။ငှက်ကြီးတွေကလူတွေကိုဝင်တိုက်ခိုက်ကြပြီးတော့ဥယျင်ထဲမှာပြောင်းဆန်နေကြပါတယ်။အဲဒီချိန်မှာမှလုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး Owen နဲ့ Clara တို့လည်းဒီကိုရောက်လာကြပါပြီ။ ကလေးနှစ်ယောက်လည်းထွားပြေးနေရပြီးတော့အဲ့ချိန်မှာဇာရာကိုငှက်ကြီးတွေကဆွဲချီသွားပါလေဇာရာတယောက်မိုးစာဆောရက်ကြီးရှိတဲ့ရေကန်တွေကိုပြုတ်ကျသွားပြီးတော့ငှက်ကြီးကသူ့ကိုပြန်လာချီဖို့လှုပ်ပါလေအဲ့ချိန်မှာပဲမိုးစာဆောရက်ကြီးကရေထဲကထွက်လာပြီးတော့ငှက်ကိုရောဇာရာကိုပါကိုက်စားပစ်လိုက်ပါတော့တယ်အိုဝန်နဲ့လုံချုံကြီးတွေကငှက်တွေကိုတနတ်နဲ့ပြစ်နေပြီးတော့ကလေရာကတော့သူ့တူတွေကိုလိုက်ရှာနေပါလေအဲ့ဒီမှာငှက်တကောင်အိုဝန်ကိုတိုက်ခိုက်နေတဲ့အတွက်ကလေရာကငှက်ကိုတနတ်နဲ့ပြစ်ပြီးအိုဝန်ကိုကယ်ပေးလိုက်ပါလေကလေးနှစ်ယောက်လည်းအခုမှသူတို့ရဲ့အတော်ကိုတွေ့သွားခဲ့ပါတော့တယ် ဒါမဲ့အဲ့ချိန်မှာ O1 ပြန်ထလာပြီးတော့ Clara ကိုနမ်းလိုက်ပါတယ်။အဲနာမှာတော့ O1 နဲ့ Clara တို့ကကလေးတွေကိုပြန်ခေါ်လာပါတယ်။အဲ့ချိန်မှာတော့ Hoskin ကသူ့လူတွေကိုခေါ်လာပြီးတော့ Clara တို့ရဲ့ထိန်းချုပ်ခန်းကိုတင်ပိုက်လိုက်ပါတယ်။ပြီးတော့ Raptor တွေကိုလွတ်ပြီးတော့ Dinosaur ကြီးကိုတတ်ခိုင်းမှုတော့လှုပ်ပါတော့တယ်။ O1 နဲ့ဒါကိုသိသွားပြီးတော့ချက်ချင်းပဲသူ့ Dinosaur တွေစီကိုထွက်လာပါတော့တယ်။ O1 ရောက်လာတဲ့ Hoskin ကိုထိုးပြီးတော့ငါ Dinosaur တွေကိုမထိနဲ့လို့ပြောလိုက်တာပါ။ Hoskin က Innominarus ကြီးကိုတတ်ဖို့အတွက် Raptor တွေကိုသုံးမှဖြစ်တော့မယ်လို့ပြောလိုက်ပြီး အခုဒီလိုမလုပ်ရင်လူတွေပို့ပြီးတော့တေကုန်နိုင်မယ်လို့ပြောပါတယ်။သူပြောတာမှန်တဲ့အတွက်အိုဝန်လည်းလက်ခံလိုက်ရပြီးတော့သူကိုယ်တိုင်ဒီစစ်စင်ကိုဥဆောင်မှုလုပ်ပါတော့တယ်။ရတာရီကိုအင်နိုမီနာရက်ရဲ့အသားစားနဲ့အနက်ခံခိုင်းပြီးတော့အဒီအနက်အတိုင်းလိုက်ခိုင်းခဲ့ပါတယ်။ပြီးတော့ဟော့စကင်လူတွေကိုလည်းရတာရီကိုတနက်နဲ့မပစ်ဖို့နဲ့ဒိုင်နိုဆောကြီးကိုသာပြစ်မှတ်ထားဖို့မှားလိုက်ပါတယ်။ကလေးနှောင်းနဲ့ကလေရာကိုတော့ဒီနားမှာပဲကားတစ်စီးပေါ်မှာထားခဲ့ပြီးတော့ရတာရီကိုအမဲလိုက်လှုပ်ဖို့အတွက်စပြီးတော့လှုပ်ပေးလိုက်ပါတော့တယ်။ အဲ့နောက်တော့ Owen နဲ့ Hoskin ရဲ့လူတွေက Raptor တွေနောက်ကနေလိုက်သွားခဲ့ပါလိမ့်။ Raptor ၄ကောင်ကတနေရာမှာတော့အနှံ့ရတဲ့တွက်ရက်သွားကြပြီးတော့ Owen တို့လည်းရင်ပေါ်တွေကနေဆင်းကလက်နက်တွေနဲ့ချိန်နှားကြပါလိမ့်။မကြခင်မှာပဲ Indomina Rat ကြီးထွက်လာပြီးမှ Raptor တွေကသူ့ကိုမတိုက်ခိုက်ပဲသူတို့တွေစကားပြောနေကြတာကိုမြင်လိုက်ရပါလိမ့်။ Indomina Rat ကြီးကိုဖန်တီးတဲ့နေရာမှာ T-Rex ရဲ့ဗီဇာတွေမဟုတ်ပဲ Raptor ရဲ့ဗီဇာပါထည့်သွင်းပေးထားတဲ့တွက် Raptor တွေနဲ့သူကဆက်သွယ်နေနိုင်တာပါ။ အာနဲ့ဟော့စကင်လူတွေကဒိုင်နိုဆောကြီးကိုတနတ်တွေနဲ့စပြီးတော့ပြစ်ပါတော့တယ်ပြီးတော့လောင်စာထဲမှာထုလိုက်တဲ့အတွက်ဒိုင်နိုဆောကြီးကပြစ်လဲသွားပြီမဲ့ပြန်ထလာနိုင်ပါသေးတယ်မကြာခင်မှာပဲရက်တာတွေကသူတို့ကိုအမဲပြန်လိုက်ပါတော့တယ်ရက်တာရဲ့လက်ချက်ကြောင့်ဟော့စကင်လူတွေတျောက်ပြီးတော့ဒေကုန်ကြပြီးတော့အိုဝန်နဲ့ရက်တာတကောင်နဲ့ရင်ဆိုင်တွေ့ပြီမဲ့လောင်စာတစ်ချက်ကြောင့်ရက်တာကြီးကဒေဆုံးသွားပါတယ်အိုဝန်နဲ့သူ့ဆိုင်ကယ်စီတက်ပြီးတော့အမြန်မောင်းထွက်လာခဲ့ရပါတယ်အဲ့ချိန်မှာရက်တာတွေကကလေယာတို့ရှိတဲ့စီကိုပြန်ရောက်လာပြီးတော့တိုက်ခိုက်နေပြီဖြစ်ပါတယ် ဂရေရာနဲ့ကားကိုအမြန်မောင်းထွက်လာပြီးတော့ Raptor နှာကောင်ကသူ့ကားနောက်ကိုလိုက်လာခဲ့ပါတယ်။ Clara က Raptor တကောင်တစ်ပင်နဲ့ဝင်တိုက်မိအောင်လှုပ်လိုက်ပြီးနောက်တကောင်တော့ကလေးနှာကောင်လျှက်ဆင်းနဲ့တိုးလိုက်တဲ့အတွက် Raptor ရဲ့လက်ကနေသူတို့လွတ်လာခဲ့ကြပါတယ်။အဲဒီအချိန်မှာ Owen လည်းသူတို့နောက်ကိုလိုက်လာပြီးတော့ဒိန်းချုပ်ခန်းစီကိုပြန်သွားဖို့လုပ်ပါတယ်။တပတ်မှမျိုးပီသားပင်နာရှင် Henry ကတော့ Hoskin နဲ့ပေါင်းပြီးတော့ဒီကျုံးမှာအခြေအနေမကောင်းတဲ့အတွက် Dinosaur သတိသားလောင်းတွေကိုရိုက်ရင်နဲ့ဒီကနေထုတ်သွားဖို့အတွက်လုပ်နေပါတယ်။ ထိန်ချုပ်ခန်းထဲကလူတွေအကုန်လုံးကျုံးကနေထွက်ခွာဖို့လုပ်နေပြီးတော့လိုဝါရီကတော့ကလဲယာတို့ကိုကူညီဖို့အတွက်တယောက်တည်းနေနေခဲ့ပါတယ်။ကျုံးမမရှိတဲ့လူတွေကလည်းအဆောက်အဦထဲမှာစုနေပြီးသူတို့ကဲတင်မဲ့သင်းမောတွေရောက်လာမှကိုစောင့်နေရပါတယ်။အိုဝန်နဲ့ကလဲယာတို့ဥယင်လေကအဆောက်အဦထဲကိုရောက်တော့ဟော့စကင်တို့ကဓာခွဲခန်းထဲကဒိုင်နိုဆောသတိသားလောင်းတွေကိုနေရာဆွေးနေတာတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲရက်တာတကောင်ဓာခွဲခန်းထဲရုတ်တရက်ဝင်လာပြီးတော့ဟော့စကင်ကိုတိုက်ခိုက်ဖို့ချောင်းနေပါတော့တယ်။ဟော့စကင်က Raptor ကိုထိန်းလို့ရမလားဆိုပြီးတော့သူ့ကိုမတတ်ဖို့တားနေပြီမြဲ။ Raptor ကတော့အရင်ဆုံးသူ့လက်ကိုကိုက်ဖြတ်ပြီးတော့တပစ်လိုက်ပါတော့လေ။ Owen တို့လည်းချက်ချင်းထွားပြေးလာပြီးတော့အပြင်ကိုရောက်တော့သူတို့ Raptor သုံးကောင်ဝိုင်းထားလိုက်ပါတယ်။ Owen သူ့လက်ထရသနတ်ကိုအောက်ချလိုက်ပြီးတော့ Dinosaur တွေနဲ့အဆက်အသွယ်ပြန်ရဖို့အတွက်စူးစမ်းလုပ်နေပါတယ်။တဖေးနဲ့ Raptor တွေကသူ့ကိုပြန်ပြီးတော့မှတ်မိလာကြပြီးအဲဒီချိန်မှာပဲ Indominus Dinosaur ကြီးကရောက်ချလာပါတော့လေ။ Dinosaur ကြီးက Owen တို့ကိုတပစ်ဖို့ပြောပေမဲ့ Raptor တွေကမတတ်တဲ့အတွက် Dinosaur ကြီးက Raptor တကောင်ကိုစပြီးတော့တိုက်ခိုက်ပါတော့လေ။ အိုင်မာရီရက်ပတာတွေနဲ့ဒိုင်နိုဆောကြီးတို့ရဲ့တိုက်ပွဲကစတင်ပါတော့တယ်ရက်ပတာတွေကဒိုင်နိုဆောကြီးကိုအုပ်စုလိုက်တိုက်ခိုက်နေကြပြီးအိုဝန်ကလည်းဒိုင်နိုဆောကြီးကိုတနက်နဲ့ပြစ်ခတ်နေပါတယ်ကလေရာနဲ့ကလေးနှောက်ကတော့သွားပြီးတော့ပုန်းနေကြတာပါအိုင်မာရီဂရေကသူ့တော်ကိုရက်ပတာတွေမှာအကူအညီပို့ပြီးတော့လိုတယ်လို့ပြောလိုက်တဲ့အတွက်ကလေရာတယောက်အကြံရသွားခဲ့ပါတယ်ကလေရာကလိုဝါရီစီကိုဖုန်းလမ်းဆက်ပြီးတော့ဒိုင်ရန်နိုဆောရကြီးကိုလှုပ်ပေးဖို့ပြောလိုက်တာပါဒိုင်ရန်နိုဆောရကြီးရဲ့လှောင်ရင်ကိုဖွင့်ပေးလိုက်ပြီးတော့ကလေရာကထီရက်ကြီးကိုတိုက်ပွဲရှိရာစီကိုမျှခေါ်လာနေခဲ့ပါတယ် တိုက်ပွဲထဲမှာတော့အကောင်ကြီးတဲ့ Indominus Rex ကြီးကို Raptor တွေကမနိုင်ကြပါဘူး Raptor နှစ်ကောင်ကြာသွားပြီးတော့နောက်ဆုံးမှတစ်ကောင်ပဲကြံမာတော့တယ်ဒါရုံဆိုကြီးက O1 နဲ့ကလေးတွေပုံနေတဲ့နေရာကမှရောက်လာပြီးတော့တိုက်ခိုက်ဖို့လုံနေခဲ့ပါတယ်ဒါပေမဲ့အဲ့ချိန်မှာပဲ Clara မြားခေါ်လာတဲ့ T-Rex ကြီးကရောက်လာပြီးတော့ Indominus Rex Dinosaur ကြီးနဲ့စတင်တိုက်ခိုက်ကြပါတော့တယ် Dinosaur ကြီးနှစ်ကောင်အပြင်းထန်ကျုံးနေကြပြီးတော့တိုက်ပွဲအချင်းကြာလာနေမြတ် T-Rex ကြီးတော့ Indominus Rex ကြီးကိုမနိုင်ပါဘူး ဒီရက်ကြီးလည်းလဲကျသွားပြီးတော့ဒိုင်နိုဆောကြီးကသူ့ကိုကိုက်တက်တော့မယ်ချိန်ပါပဲနောက်ဆုံးကြံတဲ့ raptor တကောင်ကပြေးလာပြီးတော့ဒိုင်နိုဆောကြီးကိုတိုက်ခိုက်လိုက်ပါလေဒီရက်ကြီးလည်းပြန်ထလာပြီးတော့ဒိုင်နိုဆောကြီးရဲ့လက်ဘင်းကိုကိုက်ဖို့လုပ်ပါလေအဲဒီမှာဒီရက်ဒိုင်နိုဆောနဲ့ raptor တို့ပူးပေါင်းပြီးတော့မျိုးပေါက်ထားတဲ့ကာပြားဒိုင်နိုဆောအင်နိုမီနက်ရက်ကြီးကိုတိုက်ခိုက်ပါတော့တယ်သူတို့တွေအချိန်တော်ကြာတိုက်ခိုက်ကြရင်နောက်ဆုံးမှာတော့အင်နိုမီနက်ရက်ကြီးကရေကန်အစံနောက်ကိုရောက်သွားခဲ့ပါလေအဲဒီချိန်မှာပဲရေထဲကနေမိုးဆာဆောရဒိုင်နိုဆောကြီးကထွက်လာပြီးတော့ ။အင်နိုမီနာဆွာကြီးကိုရေထဲဆွဲချကာဇက်သိမ်းပေးလိုက်ပါတော့တယ်။အင်နိုမီနာရက်ကြီးတေဆုံးပြီးသွားတဲ့နောက်မှာ T-Rex နဲ့ Raptor တို့ကလည်းအချင်းချင်းမတိုက်ခိုက်တော့ဘဲပြန်လှည့်လာကြပါတယ်။ OAN ကလည်းသူ့ရဲ့ Raptor ကိုဒီကနေထွက်သွားဖို့ပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ Zack နဲ့ Gray တို့ရဲ့မိဘတွေရောက်လာပြီးတော့ Karen ကသူ့ကလေးတွေရောသူ့ညီမပါအသက်ရှင်လျက်မြင်လိုက်ရတော့ဝမ်းသာသွားပါတယ်။မတဲ့တူဖြစ်နေ OAN နဲ့ Clara တို့ကတော့နောက်ဆုံးမှပြန်ပြီးတော့အဆင်ပြေသွားကြပါပြီ ဒီဇလန်မှာတော့သဘာဝကိုကြော်လွန်ပြီးတော့အန်ဒီယန်များတဲ့တရဝကြီးကိုဖန်တီးခဲ့တဲ့လူတစုကြောင့်ကြောင်းမဲ့ဖွဲဘေးအန်ဒီယန်နဲ့ဂျုံတွေးခဲ့ရတာကိုမြင်လိုက်ကြရေးနေပဲဇာကကဒီနေရာမှာဇာတိန်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ ဆိုတော့ဒိုင်နိုဆောကားတွေနောက်ထပ်နှစ်ကားလားမသိကြည့်ပါသေးတယ်။နောက်နေမှာပြန်ပြီးတော့တွေးကြတာပေါ့နော်။ Telegram Channel ကို Join ထားပြီးတော့ရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်လို့ရပါတယ်။ကျွန်တော်တင်ဆက်ပေးတာ recap ပဲဖြစ်တဲ့အတွက် recap ပဲကြည့်ရမှာပါ။အစားဆုံးကတော့ချားမှာပြန်ရှာပြီးတော့ show လေးရတယ်။မကြည့်ရသေးဘူးနော်။ပြီးွားရင်ကျွန်တော် Channel မှာတင်ထားလဲတော့ကြည့်လို့ရပါတယ်။ဆိုတော့ Channel Subscribe လုပ်ပြီးတော့ဘေးနားအခောင်းလောက်နှိပ်ပြီးနောက်နေ့တင်ဆက်မဲ့ကားတွေစောင့်ကြည့်ပေးကြပါဦး။ဒီနေ့မှာအစားဆုံးလိုက်ပါသေးရှိအားပေးခဲ့တဲ့ Dinosaur ချစ်သူတွေပရိသတ်တယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော် Anki မူပါ။